ဟယ်လိုအားလုံးဝမင်္ဂလာပါဖိုးဖိုးမချမ်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ဇွန်လ20ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုကျွန်တော်တို့ကတင်ဆက်ပြီးသွားပါမယ်ပထမဆုံးအနေနဲ့တော့ Manchester United ရဲ့ဘက်ကတော့လက်ရှိ Agitiki နဲ့ပတ်သက်လို့ခေါ်ယူဖို့အတွက်ကြိုးပမ်းမှုမှာတတခြားကလပ်အသင်းတွေနဲ့အပြိုင်ကြိုးပမ်းရနိုင်ပွဲရှိတဲ့အတွက်တိုက်စစ်ကိုအပြိုင်ကြိုးပမ်းတဲ့ကစားမားတွေထဲမှာမှာသူတို့အတွက်တန်ကြီးတင့်တော်တဲ့ကစားမားကိုပဲပို့ပြီးတော့ ကျူပန်းသွားဖို့ရှိတယ်လို့ကျွန်တော်သိရတယ်။ United ကအလုံးလဲတိတဲ့အတိုင်းပဲတိုက်စစ်မှုစစ်စစ်နေရာကိုဒီနွေမှာမဖြစ်မနေအစားထိုးဖို့ကျူပန်းနေပြီးတော့ဒီထဲမှာမှ Victor Gyokeres တို့ Victor Osimhen တို့အပြင်ကျူဂိုအဂီတီဂီတို့ဆိုပြီးတော့ဒီ၃ယောက်ကို ပြတ်မှတ်ထားပြီးတော့အမှန်ကန်ကြိုးပမ်းနေတယ်အဆက်အသွယ်တွေလည်းကျွန်တော်ပြုတ်လုပ်ထားတယ်အဲ့ဒီတည်းမှာမှဟိုကစားအမားတွေရဲ့ financial ဘိုင်းတောင်းဆိုမှုတွေကလပ်အသင်းတွေရဲ့ financial ဘိုင်းတောင်းဆိုမှုတွေကိုကြည့်ပြီးတော့တင့်တော်နိုင်တဲ့ကစားမားကိုရွေးသွားမယ်ပေါ့လက်ရှိမှာ Victor Gyokeres ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ရင်ကစားမားကိုယ်တိုင်ကတော့ Arsenal ကိုပြောင်းဖို့အတွက်ဦးစားပေးပြီးတော့ဗောနော်ဒီလမ်းဖွင့်ထားတာမှန်ပြီမဲ့လေလို့အကယ်လို့ Arsenal ဘက်ကခေါ်ဖို့မကြိုးပမ်းတော့ဘူးဆိုရင် United ကိုလည်းပြောင်းသွားနိုင်စွမ်းရှိတယ်ဒါပေမဲ့လို့ဒီကစားမားဖြစ်သူတွေပေါင်59တန်းထိကုန်ကြရမယ့်အခြေအနေမျိုးရှိနေတယ်29နှစ်ပါ ဗီတာအိုစီမန်ကိုကြောက်ရတဲ့ယူရို85သန်းကနေတန်80ဒီကုန်ကြရနိုင်ပွဲရှိတယ်။ကစားမကတော့25 26ဝန်းကျင်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ဒီကစားမရဲ့ဒီဟိုအပြောင်းရွှေ့ပြီးပြီဆိုတာနဲ့အများကြီးသုံးလို့ရသေးတယ်ပေါ့နော်။ဒါပေမဲ့လို့22နှစ်ရွယ်ဟျူကိုအဂီတီကီမှာပေါင်ကျွန်တော်တို့ ဘလို့ပြောမလဲ85တန်ဝန်းကျင်ဒီကိုကုန်ကြသွားနိုင်ပွဲရှိတယ်ဗောနော။ပေါင်85တန်တန်90ယူရိုတန်100ဝန်းကျင်ဒီကိုကုန်ကြရနိုင်ပွဲရှိတဲ့အတွက်ဒီတိုက်စစ်3ရောက်ထင်ပါမှာဈေးတက်တာနိုင်တဲ့ကစားမကိုပဲယူနိုက်တက်ဟာဦးစားပေးကျူပန်းသွားရနိုင်ပွဲရှိတယ်ဗော။ယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဘက်က IGTG ကိုတော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်။အကယ်လို့ငွေကြေးအရဗောနော။တီးတန့်ကြီးမတက်နိုင်လို့ AGDG ကိုခေါ်ဖို့အဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတော့လည်းဟုတ်မနေဘူး။ မှကစားမတွေကိုအလိုက်ပေးပြီးတော့ငွေကြီးပါထပ်ပြီးတော့အလိုက်ပေးကဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကိုလေကျူးပန်းသွားနိုင်တဲ့အခြေအနေမျိုးတွေရှိနေတာအဲကြောင့်အကီဒီကီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ရင်မန်ချက်စတာယူနိုက်တက်ကတော့တကယ်စိတ်ဝင်စားနေပြီးတော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကလည်းရရင်ရတယ်လို့ပုံစံမျိုးနဲ့ကျူးပန်းသွားဖို့တော့ရှိတယ်သို့တော့နောက်ဆုံးမှာတော့အသင်းဘက်ကတိုက်စစ်၃ယောက်ထဲမှာအသင်းတွက်ဗနာယီပန်းရအများကြီးအဆင်ပြေနေတဲ့ကစားမကိုပဲဦးစားပေးပြီးတော့ခေါ်ဖို့ကျူးပန်းသွားရွဲ့ပုံမှန်ပုံစံရှိနေဆိုပြီးတော့ကျွန်တော်သိထားရတယ် တာက AGDG နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့လေဆိုတော့နောက်ထပ်သတင်းတစ်ခုကတော့စပါပါ စပါရဲ့ဘက်ကတော့ပြီးခဲ့တဲ့ရာသီမှာ Crystal Palace နဲ့ FA Villa Champion ဖြစ်ခဲ့တဲ့ကျွန်တော်ဒီဒီပါလေ SC ကိုဒီຫນွေမှာခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားနေပါတယ်ဒီအင်္ဂလန်ကစားမဖြစ်သူရဲ့ဘက်ကတော့စပါရဲ့စိတ်ကြိုက်ကစားမတွေကတယောက်ပြည့်ရှိနေတာဖြစ်တယ်လို့ဆွန်ဟောင်မိရဲ့နေရာကိုအစားထိုးဖို့လဲကြိုးပမ်းနေတာဖြစ်တယ်လို့ကျွန်တော်သိရတယ်ဆွန်ဟောင်မိက လက်ရှိမှာဆိုလို့ရှိရင်စပါးမှာဆက်နေဖို့အတွက်ကဘာမှမတိကြဘူးဖြစ်နေတာပေါ့နော်မတိကြတော့ဒီကစားမဖြစ်သူနဲ့အစာထုတ်ဖို့စပါးဘက်ကကြိုးပမ်းနေတာတိုမတ်ဖရန့်ကလည်းနီးပြတ်သစ်ဖြစ်လာပြီဆိုတော့သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ဘရိုင်ယန်အန်ပူမူကိုဦးစားပေးခေါ်ခြင်းခေါ်စီခြင်းပြီးမဲ့လေလို့ကစားမကမန်ချက်စတာယူနိုက်တက်ကိုပို့ပြီးတော့ပြောင်းကျင်နေဆိုပြီးတော့အတန်နေလွှင့်ထားတဲ့နောက်ပိုင်းမှာအစီကိုစပါးရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်စိတ်ဝင်စားနေတာဖြစ်လာတယ်။ဟိုဟိုဗာလဲချန်ပီယံလိဂ်တွေပါလေသူတို့ကကန်နေဗျာ။ နော်ဥရောပဝင်ခွင့်တွေလည်းရှိတယ်ဆိုတော့ဒါဟာ SC ကိုဆွေးဆောင်ဖို့အတွက်အကောင်းဆုံးအခြေအနေမျိုးကျွန်တော်ဖြစ်နေတာဒါကြောင့်မလို့လက်ရှိ SC ကိုခေါ်ဖို့အတွက်စပါရဲ့ဘက်ကတော့အမှန်ကန်ကြိုးပမ်းလာဖို့ရှိပြီးတော့တန်ကြီးမနှဲနိုင်ပြီမဲ့လေလို့ပေါ့နော်စွန်ဟောင်းမင်းရဲ့နေရာကိုဒီနေ့မှအစားထိုးရဖို့ရှိတဲ့နေထားမှာအခုဒီຫນွေကလေးကခေါ်ဖို့အတွက်ကြိုးပမ်းမဲ့တပည့်မျိုးပါကစားမဖြစ်သူ SC မှာတော့ကျွန်တော်ဒီပြီးပါကလပ်တည်ရဲ့ဘက်ကလည်းအမှန်ကန်စိတ်ဝင်စားထားကြတဲ့နေရာမှာပါတယ်ဆိုတော့စပါကခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်တောင်မှပေါ့နော် ချက်ချင်းလက်ငင်းကြီးသူလက်ခံသွားဖို့ကအချိန်ကြီးနေနေသေးပြီးတော့သူ့အတွက်ဘယ်လို option တွေရှိနေတယ်လဲဆိုတာကိုပဲ ASEA ဘက်ကလည်းစောင့်ကြည့်အောင်ပဲအချိန်ကြီးမျိုးပါဒါကြောင့်စပါးသည့်စွန်ဟောင်းမင်းရဲ့နေရာကိုအစားထိုးဖို့အတွက်ဒါ ASEA ကိုလိုချင်နေတယ်ပေါ့နော်ဆိုတော့လေပါဦးသိရဲ့ဘက်ကတော့ကျွန်တော်တို့ဒီဟိုကွန်ဆာကိုပေါ့နော်လေပါကူစင်အသင်းထံရောင်းချဖို့အတွက်တော်တော်လေးကိုနှိစက်မှုတွေရှိလာပြီးဖြစ်ပါတယ်လေပါကူစင်အသင်းရဲ့ဘက်ကတော့သူတို့ခံစစ်မှာကျွန်တော်တို့ဒီဂျိုနသန်တကို ဘိုင်ယန်မြူးနစ်ထံအလွတ်နဲ့လက်လွတ်လရတယ်ဆိုတော့ခံစစ်ကိုပြန်အစားထိုးဖို့အတွက်ကြိုးပမ်းနေတယ်ဟို22နှစ်ပဲရှိသေးတယ်ဆိုပေမဲ့လည်းလို့လီဗာပူးတင်မှာလုံးဝနေရာမရတဲ့ကွမ်ဆာအနေနဲ့ပေါ့နော်အသင်းပြောင်းရဖို့နှိဆက်လာပြီလီဗာပူးတင်မှာလည်းကစားရတဲ့အချိန်တချို့မှာအမှားတွေပါတွေသူတော်တော်ကိုကျူးလွန်ခဲ့တာဖြစ်ပြီးတော့လီဗာပူးရဲ့ဘက်ကတော့ထိုက်တန်တဲ့ပမာဏရရင်လက်လွတ်ဖို့ကြိုးပမ်းနေတာအခုဆိုရင်လီဗာကူစင်ရဲ့ဘက်ကပေါင်34တန်း ယူရိုတန်40ခန့်ကိုပဲကျွန်တော်ပေးပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းသွားဖို့เนาะရှိနေပြီးတော့လက်ရှိမှာလည်းဆွေးနွေးမှုတွေဟာနှိစက်မှုတွေရှိလာပြီးလီဗာပူစီရဲ့ဘက်ကတော့တရားဝင်ကမ်းလန်းထားတာတွေကျွန်တော်မရှိသေးဘူးဒါပေမဲ့လည်းလို့ဒီအပြောင်းရွှေ့ကဖြစ်လာဖို့အတွက်တော်တော်ကိုနှိစက်မှုတွေရှိနေပြီဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်ဒါ Florian VS ကကျွန်တော်လီဗာပူတင်ကိုပြောင်းလာဖို့ရှိပြီးတော့ကွန်ဆာကတော့လီဗာပူစီကိုပြောင်းနိုင်မယ့်အခြေအနေမျိုးပေါ့လေ လီဗာပူးသင်းအနေနဲ့လည်းဒီနောက်တန်းနေရာမှာဒီကစားမဖြစ်သူကိုလက်လွတ်ပြီးတခြားကစားမတယောက်နဲ့လည်းပြန်ခေါ်ဖို့အတွက်နွေမှာကြိုးပမ်းသွားနိုင်မယ့်အခြေအနေမျိုးဒီကစားမဖြစ်သူကအရန်ကစားမတယောက်ကိုယူရိုတန်း40လောက်နဲ့ရောင်းချရနိုင်နေဆိုတော့လက်ရှိမှာဝေဖန်မှုတွေအများကြီးတော့ဘောနော့ရှိနေတာပေါ်လိပြသိတယ်မလားဘာလို့ဘာလို့တလောက်ကြီးဒီပြရတာလဲဒါကသိတယ်မလားနော်နောက်ွယ်မှာဘာတွေရှိနေတယ်လဲဘာညာယူဆချက်တွေအများကြီးရှိနေပြီမြင်တယ်လို့လီဗာပူးသင်းကတော့ကွန်ဆာကိုယူရိုတန်း40နဲ့ရောင်းချဖို့အတွက် နီးစပ်မှုတွေရှိနေပြီဆိုတာတော်တော်ကိုကောင်းလွန်းတဲ့အပြောင်းရွှေ့ပါတော်တော်ကိုကောင်းလွန်းတဲ့အပြောင်းရွှေ့ပါအဲဒါကြောင့်ဗောနောကျွန်တော်အနေနဲ့ဒါကွန်ဆာကိုလီဗာပူးတင်ရဲ့ဘက်ကလီဗာကူစင်ထံပေါင်34တန်းယူရိုတန်း40ခန့်နဲ့ကျွန်တော်ဒါလက်လှုပ်ဖို့အတွက်အင်မတန်ကိုနီးစပ်နေပြီဖြစ်ပါတယ်ဒါအပြင်လီဗာပူးနဲ့ပတ်သက်လို့ဗောနောဒီကွန်ဆာကိုသူတို့အနေနဲ့လက်လှုပ်လက်ရပြီဆိုတာနဲ့လီဗာပူးတင်ဟာခံစစ်မှာတကယ်ကောင်းတဲ့ပလေယာတစ်ယောက်နဲ့ပြန်ပြီးတော့အစားထိုးဖို့အတွက်စင်တာရှိနေတယ်ဒီထဲမှာမှာ ခရစ်စတယ်ပဲလီစ်ရဲ့ခန်းစစ်ကစားမဖြစ်သူအတင်းကောင်းဆောင်ဖြစ်သူမာကဂီကလည်းထိတ်ဆုံးကနေပြီးတော့ကျွန်တော်တို့လီဗာပူးသင်းရဲ့စာရင်းထဲမှာပါဝင်နေပါတယ်။ Telegraph ရဲ့ report အရဆိုလို့ရှိရင်လီဗာပူးသင်းကဒီကစားမဖြစ်သူကိုခေါ်နိုင်ဖို့ဆိုလို့ရှိရင်ဒါလုံးဝထိတ်ဆုံးမှာဟိုရေပန်းစားနေတဲ့ကလပ်တင်းတစ်ခုဖြစ်ရှိနေပြီးတော့ဗောနော Chelsea တို့ Spurs တို့ Newcastle တို့ရဲ့အပြိုင်စိတ်ဝင်စားမှုတွေလည်းရှိနေတာရှိနေတယ်ပေါ့ဗျာ။ဒါကြောင့်မာဂီဟီကိုခေါ်ဖို့ဆိုလို့ရှိရင်လီဗာပူးသင်းအတွက် ဒါထိတ်ဆုံးကရေပန်းစားနေသည့်တိုင်အောင်ကိုပဲမလွယ်ဘူးဆိုတဲ့သဘောပါခရစ်စတယ်ပဲလီစီရဲ့ဘက်ကတော့ကစားသမားကောင်းတွေကိုရောင်းချဖို့ကြိုးပမ်းတဲ့နေရာမှာသူတို့အနေနဲ့တတ်နိုင်သမျှဆိုလိုငွေကြေးထိုက်တန်တဲ့ပမာဏတစ်ခုကြီးရဖို့မျှော်လင့်ထားတယ်အခုဆိုလို့ရှိရင်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့မှာစပါးရဲ့ဘက်ကပေါင်တန်း80နဲ့ကန်လန်းခဲ့တာတောင်းပါပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါသဘောတူညီမှုမရခဲ့ဘူးလူတစ်ပင်အဲ့ဒီကန်လန်းမှုမှာဆိုလို့ရှိရင်ပေါင်55တန်းထိအာမခံကြီးကျွန်တော်တို့ပါတယ်ကျန်တာတွေကအပူစုချင်းနဲ့ ဒါပေမဲ့လို့ကျွန်တော်ခရစ်စတယ်ပဲလီစီဘက်ကစပါရဲ့အဲ့ဒီကံလမှုကိုညင်းပယ်ခဲ့ပြီးတော့သူတို့ဒီကစားမဖြစ်သူကိုဒီຫນွေချက်မှလက်လုပ်ဖို့ကြိုးပမ်းနေတာပြည်ထနာကဒီကစားမနဲ့ပတ်သက်လို့ဒီအရန်ကြီးငွေတောင်းလို့ရတော့မဲ့အချိန်ဒီမှာရှိမနေဘူးသူတပြင်းစာချုပ်တက်တန်းကကျွန်တော်ဘောနော်နောက်ဆုံးနှစ်ကိုဂေဟီကရောက်လာပြီးဖြစ်တဲ့အတွက်ဒီຫນွေမှာတော့စပါအော်ဘာလဲခရစ်စတယ်ပဲလီစ်ကဒီဂေဟီကိုလုံးဝလက်ကိုလက်လွတ်မှရတော့မှာ အဲကြောင့်ပေါ့နော်လီဗာပူးသင်းရဲ့ဘက်ကလည်းကွန်ဆာကိုလက်လွတ်ရပြီးပြီဆိုတာနဲ့ဒီကစားမဖြစ်သူကိုအရခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့ခြေနေမျိုးမှာအပြိုင်ကြိုးပမ်းမဲ့အသင်းတွေနဲ့ရှိနေတယ်ဆိုတော့လီဗာပူးသင်းတို့လွယ်လွယ်ကူကူခေါ်နိုင်မှုကတော့မလွယ်ဘူးပေါ့နော်ဆိုနောက်ထပ်သတင်းတစ်ခုကတော့နီးပြဖြက်စီရဲ့နီးပြဖြစ်တဲ့အန်ဇိုမာရက်စကာကတော့ဒီမာရိုဝကီရဲ့အနာဂတ်နဲ့ပတ်သက်လို့သူပွင့်ပွင့်လင်းလင်းပြောလာတာတွေကျွန်တော်တို့ရှိတယ်မာရိုဝကီကကျွန်တော်တို့ရဲ့ကစားသမားဖြစ်တယ်လို့ပေါ့နော်လက်ရှိမှာ ထွက်လာတဲ့သတင်းတွေအရပါညာဆိုလို့ရှိရင် ါမမဟုတ်မမှန်တာတွေအများကြီးရှိနေသေးတယ်ပဲဆိုလိုလာမယ့်ရာသီအတွက်ပေါ့နော်မော်ရီယိုကီဟာသူတို့အတွက်အင်မတန်အရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အသင်းအတွက်အင်မတန်အရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လက်လွတ်ဖို့အတွက်အာယုံရှိမနေဘူးဆိုပြီးတော့သူပြောသွားတယ်ပြောချင်တာကတော့အဓိကပြီးခဲ့တဲ့နေ့က Telegraph ပေါ့နော် Telegraph ကနေပြီးတော့ Arsenal ရဲ့ဘက်ကတော့ Nani Marioki ကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပြီးတော့သတင်းတွေထွက်လာတာအဲ့ဒီထွက်လာပြီးတဲ့နောက်ပိုင်းမှာ Chelsea ရဲ့ဘက်ကလည်း ဂျီမီကီတင်စတို့ဘာလို့အပြင်ကိုပဲတောင်မန်ကစားမတွေအားဖြစ်ဖို့ကျူးပန်းနေတာတတိယနေကလည်းတခြားထွက်နေတာဒီတော့အစင်မပြေတဲ့မာရိုဝေကီကိုလက်လွတ်မယ်ဆိုတဲ့တတိယနေကလည်းဂျာနယ်လစ်တွေရဲ့ယူဆချက်တွေနဲ့တူရူမာတွေတခြားတက်လာပြီးတော့မာရက်စကာကဒါကိုဖြည့်ရှင်းသွားတာသူ့အနေနဲ့ပေါ့လောလောထင်မှာဆိုရင်ဒီကစားမဖြစ်သူကချဲစီကစားမတယောက်ဖြစ်တဲ့အတွက်ကစားမကိုအတင်းမှာပဲမြင်ချင်းကြောင်းလာမယ့်ရာသီမှာလည်းရေးပါတယ်ပေါ့နော်ကစားမတယောက်ဖြစ်ပေါ့နော်သူတို့ရှုမြင်ထားကြောင်းပြောထားတယ် ။ဒါကြောင့်ပေါ့နော်ချက်စီဘက်ကတော့မာရီယိုကီကိုလက်လွတ်ဖို့ကျွန်တော်မရှိဘူး။ဘဲကလက်တင်းရဲ့ဘက်ကမှလည်းလက်ရှိအချိန်မှာတရားဝင်ကန်လန်းထားတာမျိုးတွေလည်းကျွန်တော်သတင်းတွေမှာတွေ့မနေရသေးဘူးပေါ့နော်။ရလော့တင်မှာဆိုလို့ရှိရင်ဒီကစားမဖြစ်သူဟာချယ်စီအတွက်လာမယ့်ရာသီမှာအရေးပါတဲ့ player တယောက်ဆိုပြီးတော့နီးပြကကျွန်တော်ပြောထားတယ်။ဆိုတော့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့က Manchester United ရဲ့ဘက်ကတော့ Tyson Sama ဖြစ်တဲ့ Brian Mbumo ကိုဒုတိယအကြိမ်မြောက်ကန့်လှမ်းမှု ပြုလုပ်လိုက်ပြီးဖြစ်ပါတယ်။သူတပင်တော့ကျွန်တော်ပရမအကျိန်ကံလမှုပယ်ချခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာပေါင်တန်း60ဝန်းကျင်တန်ကြီးရှိတဲ့ပမာဏတစ်ခုနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကကံလန်းခဲ့တာပါ။ဒါပေမဲ့ဒီ25နှစ်ရွယ်တိုက်စစ်ကစားမတယောက်တည်းဘရန်ဖိုးရဲ့ဘက်ကတော့ပေါင်တန်း80နဲ့အထက်ကိုသူတို့လိုချင်နေတယ်။လက်ရှိ United ရဲ့ကံလန်းမှုကိုမပယ်ချသေးပြီမဲ့လို့ပေါ့နော်။ပြီးခဲ့တဲ့ရာသီ90လောက်ထိပါဝင်ပတ်သက်မှုရှိခဲ့တဲ့ဒီကစားမဖြစ်သူကိုတန်ကြီးကောင်းကောင်းနဲ့ကိုဘရန်ဖိုးရဲ့ဘက်ကလိုချင်နေတာ။ ်စာချုပ်တရံကတစ်နှစ်ပဲကျွန်တော်ကြံပါတော့တယ်ဒါအပြင်ဒီကစားမကိုခေါ်ဝင်တဲ့ပတ်သက်ပြီးတော့လည်းစပါတို့ဘာတို့အပြင်တခြားပြည်ပကလတိနီရဲ့ဘက်ကလည်းအပြိုင်စိတ်ဝင်စားနေကြတာဒီတော့ brand phone ရဲ့ဘက်ကစိတ်ဝင်စားတဲ့ကလတိနီများနေတဲ့အချိန်မှာသူတို့အနေနဲ့ပေါ့နော်မဖြစ်မနေဆိုသူတို့ဒီကစားမကိုတန်ကြီးမြင့်မြင့်နဲ့ရောင်းဖို့ကြိုးပမ်းနေတာလည်းဖြစ်တယ်။အရင်တုန်းကတော့ပေါင်တန်း90 55တန်းနဲ့တန်း60ကြာရမှပဲလက်လုံမယ်ဆိုပြီးတော့သတင်းတွေထွက်ထားခဲ့တာ ဒါပေမဲ့အခုဆိုလို့ရင်ပေါင်တန်း80ကျွန်တော်တို့ဖြစ်သွားပြီ United ရဲ့ဘက်ကတော့ကျွန်တော်တို့သူတို့သတ်မှတ်ထားတဲ့တန်ကြီးပမာဏထက်ကျော်လွန်နေမယ်ဆိုလို့ရှိရင်ကစားမဖြစ်သူကိုဆက်ပြီးတော့ခေါ်ဖို့ကြိုးပမ်းမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေလွှင့်ထားတယ်။တိုးတော့ဒီဒီချိန်ဒုတိယချိန်မျိုးကန်လန်းမှုကတော့ဘရန်ဘူရဲ့ဘက်ကမတုံ့ပြန်သေးဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့က Journalist ဖြစ်တဲ့ Duncan Garcia ရဲ့ report ရ Manchester United ကပေါင်တန်းဝန်း60ဝန်းကျင်ပမာဏရှိတဲ့တန်ကြီးတစ်ခုနဲ့ Brian Ambumo အတွက်ကန့်လန့်ထားပါတယ်ဆိုတော့ Brandbu ရဲ့ဘက်ကဘလို့တုံ့ပြန်လာမလဲကျွန်တော်ကြည့်ရမယ်ပယ်ချမလားဒါမှမဟုတ်ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကန့်လန့်မှုကိုလက်ခံသွားမလားကျွန်တော်ကြည့်ရမှာပါညီကလေးနေနေရောဘလို့မြင်ကြပါလဲဒါကတော့ဒီနေ့မနေ့ရထားတဲ့အပြောင်းရွှေ့တင်တချို့ပေါ့လေဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတချို့ပါသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်